မကြီးနဲ့မတ်လင်ကိုတတ်40တိုင်ခဲ့ပြီဟုတ်လားဟိုအမျိုးသမီးတယောက်ကသူ့ယောက်ျားရဲ့ညီနဲ့ဖောက်ပြန်လာအဲ့ဒီမှာလင်ဖြစ်တဲ့သူတဲ့ညီဖြစ်တဲ့လူကိုပို့ပြီးတော့မျက်နှိုးတဲ့အတွက်ကြောင့်ဒီလင်ကိုတတ်ခိုင်းတာနော်အဲ့တော့ညီဖြစ်တဲ့လူဟာအကိုတတ်ရမယ်ဆိုတဲ့အခါကျတော့သူလိုမှလက်မခံဘူးဒါပေမဲ့နောက်ပြောပါများတဲ့အခါကျတော့ဒီအဲ့လိုဆိုရင်တတ်နေရှင်ပြီးတော့ဘာလို့တတ်ရမလဲလို့ဆို မင်းရေစိတ်ကအဲ့ဒီခရက်ပင်လေးကလည်းကွဲပြီးတော့စောင့်နေငါမင်းရဲ့အကူရေစိတ်ကိုရောက်လှုပ်လိုက်တယ်ဒါနောက်ကနေဓာတ်နဲ့ခုတ်တက်လိုက်ခိုင်းအဲ့တော့ယောက်ျားဖြစ်တဲ့သူကိုခေါင်းတန်းပါညာရှာပြီးအဲဒီနေ့အလုံးညစ်ပတ်ပါလေဟိုကရေစိတ်သွားပြီးတော့ရေသွားချိုးကြည့်ပါချိုးချိုးတာတာပြောတယ်ယောက်ျားဖြစ်တဲ့သူကတကယ်ကိုตายရတဲ့စိတ်နဲ့ရေစိတ်ကိုသွား ာမိမအခါတိုင်းငါ့ကိုဒီလိုချိုးတာတဲ့စကားတစ်ခါမှမပြောဘူးဒီနေ့ငါ့ကိုချိုးတာတဲ့စကားပြောတယ်ပြောမှာဘောသူ့ကိုတက်ချင်လို့ဟုတ်လားအဲ့ဒါ तू မသိဘူးလေမသိတဲ့ခါကျတော့အဲ့ကြီးနူးပြီးတော့သွားအဲ့ဒါရေခက်တဲ့ပင်သားလေးရောက်ရောက်ရေစိတ်ကဆီးပြီးတော့သူ့ရဲ့ညီဟာသူ့ကိုတက်လိုက်တယ်တက်လိုက်တဲ့ခါကျတော့သူ့စိတ်ကဘာရှိနေတော့ဒီကြီးနူးနေတဲ့ตาရနေတဲ့စိတ်ရှိဘူးဘယ်သူ့ပေါ်မှာလဲဒီမျိုးသမီးပေါ်မှာဟုတ်လား အဲ့တော့ဘာဖြစ်တုံးဆိုတော့အဲ့ဒီအိမ်မှာထမွေလေးသွားဖြစ်တယ်တဲ့ဟုတ်လားအဲ့အဲ့ထမွေဟာဒီမျိုးသမီးကိုစွဲလန်းပြီးတော့ဖြစ်တာဆိုတဲ့အခါကျတော့ဒီမျိုးသမီးအိပ်ပြီးဆိုတော့အဲ့ဒီပေါ်ကြီးပြစ်ပြစ်ချရတဲ့အိမ်ခေါင်းဘိုးကနေအံ့ဩစရာနော်အဲ့ဒါနဲ့ဒီမျိုးသမီးကရိပ်မိတယ်ဒါငါယောက်ျားဖြစ်မယ်နဲ့တူတယ်ဘာမှအကြောင်းမဲ့ဒုက္ခနာကိုဘောကိုအိမ်ခေါင်းဘိုးကနေပြစ်ချရကြအောင်မရှိဘူးအဲ့ဒါထပ်ပြီးတော့တတ်ခိုင်းတယ်ဒီမျိုးရော တခါတော့အဲ့ဒီမွေကတေသွားတာပေါ့တေသွားတဲ့အခါကျတော့ဘယ်ရောက်ဘာဖြစ်တော့ဆိုတော့အဲ့ဒီအိမ်မှာခွေးလေးလာဖြစ်တယ်အဲ့ဒီခွေးလေးကဒီမျိုးသမီးကိုအလုံးမြန်တို့တယ်အသွားလေးကတကောက်ကောက်လိုက်တယ်တပေကအိမ်ရန်လူတွေကလည်းအိဒီနာချင်းတွေကလည်းခွေးမုံရှုမှလေးဘယ်သွားပါလို့စကြတော့ကြကြရတူရိမ့်မိတယ်ဒီခွေးကငါ့ကိုခင်တွယ်လွန်းနေဒီလူမြန်ဖြစ်မလားမသိဘူးသက်ခိုင်းမြန်နေတယ်သက်ပြန်နေ တက်တဲ့အခါကျတော့နောက်နွားလေးလာပြီးတော့ဖြစ်တယ်ဒီအိမ်မှာပဲဟုတ်လားအဲ့ဒီနွားလည်းဒီလိုပဲတကောက်ကောက်လိုက်တယ်ရင်းမိပြန်တယ်အဲ့ဒါလည်းထပ်ပြီးတော့တက်ခိုင်းပြန်တယ်သေရပြန်တယ်ဘယ်နှဝါရှိပြီးတော့လေးဘဝမကြီးနဲ့မလင်းကိုတက်40တိုင်ခဲ့ပြီလောဘရဲ့ဒုက္ခနဲ့ကိုယ်နဲ့ဘုအမြဲတမ်းရှင်ဆက်နေသေးတဲ့သဘောကိုယ်တက်မဲ့လူစီကိုပဲပို့နေတယ်ကိုယ်တက်မဲ့လူစီကိုပဲပို့နေတယ်ဟုတ်တယ်မဟုတ်လား တနောက်၅ခုမြောက်ဘဝကျတော့အိုတောင်ဆိုးသွားတယ်ဘယ်ရောက်တော့ဆိုတော့အဲ့ဒီဒကမပိုက်ထဲရောက်သွားအဲ့ဒါမွေးဖွားလာတဲ့အခါကျတော့ဒီကလေးကဇတိတရညာရတယ်။အော်ဒီမိမငါ့ကိုတတ်တာဒေးကရှိအဲ့လိုတိသွားတဲ့အခါကျတော့မျက်နှိုးတဲ့စိတ်ကမရှိတော့မရှိတော့ဒီအမျိုးသမီးကသူ့ကိုနိုးတိုင်းမလို့ဂိုင်တိုင်းထီတိုင်းဒီကလေးကတွန့်တွန့်လုံးငိုတယ် လုံးမထိခံမေဆိုတော့ဒီသားကိုချစ်တယ်လေဒါသူတတ်လို့ဖြစ်လာတဲ့လူဆိုတာလေ तू ကဘယ်သိမှာတော့ဟုတ်လားတတိမေအားလည်းဘလို့ကြည်ကွဲနေမှာတော့အဘွားတွေကအဲ့လိုသွားနေတာဟုတ်လားအဲ့ဒါနဲ့ဒီကလေးကအထိမခံနောက်စကားပြောတတ်တဲ့အွယ်ရောက်တဲ့အခါကျတော့အဖိုးဖြစ်တဲ့လူကငါမြည်ရဲ့မင်းရဲ့အမေကထိရင်ဘာလို့ငိုရတာလဲဒီဖိုးလည်းပုံမှာပဲကြည်တယ်ဖိုးကပဲသူ့ကိုပြုတ်ပြုတ်ရှောင်းရှောင်းရတာဘာလို့မင်းမေထိရင်ငိုတာဆိုအမေမဟုတ်ဘူး ရန်သူကျုပ်ကိုတတ်တာ၄ဘဝရှိတယ်။အဲ့တော့အကုန်လုံးပြန်ပြီးတော့ဖို့ပြောပြတယ်။ပြောပြတဲ့အခါကျတော့အဲ့ဒါမြေဖို့နဲ့ရောအလွန်တန်ဝေကရတဲ့အတွက်ကြောင့်အဲ့ဒါယဟန်ပြုရတယ်သူကကိုရင်လေးဝဲဖို့ဖြစ်တယ်သူကယဟန်ပြု။ဒါယဟန်နာဖြစ်ကြတယ်လို့အဲ့လိုမှတ်တမ်းတင်ထားတာ။ဒါဘုံကဘာကိုပြောတာလဲ။တန်ယောဂဟုတ်လား။လောဘဟာဒုက္ခနဲ့ကိုနဲ့ဟောမကွဲမကွာအမြဲတမ်းရှင်းဆက်ထားတဲ့တဲ့သဘော။ 系列出来的有就不